သူကိုယ်တိုင်ကမရှင်းပြခိုင်းလို့မရှင်းတာပြီလားသူအရင်သိချင်တယ်သူ့အမေကိုသွားမေးလိုက်အုပ်စုလိုက်ချင်းရုပ်ဆောင်သူတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့တရားပီတီရဲ့အသည့်အသည့်တွေပြည်သက်တွေကသိနေရတာဖြစ်တဲ့အတွက်ခုတစ်ခါမှာတော့သူရဲ့အသက်ပြန်ရှင်ကျင်လိုက်တာမင်းရွေးချယ်မှုတိမ်ပါခဲ့တဲ့သူရဲ့ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်အချောင်းကတော့သူရဲ့ကောင်းမလေးမှာနောက်ထပ်ကောင်းလေးရှိနေခဲ့တာဖြစ်ပြီးတော့သူကအဲ့ဒီအချောင်းကို တီလားမတီဘူးလားဆိုပြီးတော့ပရိသတ်တွေကမိကိုအမျိုးမျိုးထုတ်နေကြကြလေဖြစ်ပါရယ်လူရဲ့တငယ်ချင်းဖြစ်တဲ့အဲဒီကမှပါလာခဲ့တဲ့နိုင်ငံခြားကိုတော့သွားမင်းဆိုပြီးတော့လမ်းတဝက်မှာဆင်းသွားခဲ့တဲ့သူရဲ့တငယ်ချင်းဟာဆွေလေးပဲသူကသူ့ကိုခဏခဏယဉ်ပွေတယ်ဒီကောင်မလေးနဲ့ခဏခဏယဉ်ဖြစ်တဲ့အထူးသဖြင့်တော့သဝန်သူတာပေါ့ဗျာဒီကောင်မလေးကဖောက်ပြဲမှုတွေလုပ်တယ်ဘာညာသူ့ကိုယဉ်ပွေခဲ့တာဖြစ်တဲ့အကြောင်းကိုသူရဲ့တငယ်ချင်းကထပ်မံပြောဆိုလိုက်တာဖြစ်တဲ့အတွက်ပုံမူပြီးတော့သူရဲ့ကောင်မလေးစီမှာ ပရိသတ်တွေကတန်တရားတွေဖြစ်ပွားခဲ့တာဖြစ်တယ်။ဒီတခါကျတော့သူရဲ့ကောင်မလေးကသူကကိစ္စတွေအကုန်လုံးကိုအင်တာဗျူးမှမဖြေခြင်းဘူး။သူ့မိကိုယ်တိုင်ကမဖြေခိုင်းလို့ပါတဲ့။ DJ သူ့မိကိုသွားမေးဆိုပြီးတော့လေးသမမနဲ့ပြောလိုက်တာဖြစ်တဲ့အတွက်သူရဲ့ပရိသတ်တွေကစိတ်တယ်မကောင်းကြည်ခွဲကြရပြန်ပါလေသူတစ်ပြေတော့သူရဲ့ကောင်မလေးကို အောင်းအောင်းနေကြတာပဲဖြစ်ပါလေသူရဲ့တငယ်ချင်းပြောပုံရသူကသူရဲ့ကားပေါ်ကနေစင်းနေသူ့အိမ်ချီသူပဲသူရဲ့ကားကိုမောင်းတယ် ီမာထူးကသူ့ရေကားကိုသူပြန်မောင်းတယ်ပေါ့လေသူ့အိမ်နဲ့ထူးငားနေတဲ့အိမ်က5မိနစ်တောင်မကြာဘူးကားနဲ့ပေါ့လေဆိုတော့အဲ့ဒီ5မိနစ်ကြာမှထူးကကားမဟုတ်သွားတယ်ကားမဟုတ်သွားတယ်ဆိုတော့ထူးနဲ့သူ့ရေကောင်မလေးကစကားမြတ်ရန်ဖြစ်တယ်ပေါ့ဗျာကားပေါ်မှာတော့သိအစ်မပြေကြဘူးအဲ့လိုမျိုးလုံရင်နဲ့မှတော့စိတ်တူလုံပြီးတော့ကားကိုအပြင်းမောင်းလိုက်တာလားတော့မသိဘူးနော် သူရဲ့တကယ်ချင်းပြောပုံရဆိုရင်သူတို့နှစ်ယောက်သူမစင်းခင်ကတည်းကနေထူးတဲ့သူရဲ့ကောင်မလေးကစကားပြရင်ဖြစ်တယ်လို့ဆိုတယ်နော်တယောက်နဲ့တယောက်သူဝန်သူကြတယ်ပြောကြတယ်ဆဲဆိုကြတယ်လို့ဆိုပါတယ်နော်ဆိုတော့သူရဲ့ကောင်မလေးပြောဆိုချက်ရသူကကားကိုအပြင်းမောင်းတယ်နော်အားနဲ့မောင်းတယ်သူနဲ့သူရဲ့နောက်တယောက်တကယ်ချင်းအရင်ခေါခေါကဖြည်းဖြည်းမောင်းဖို့ပြောလို့မရဘူးဒါကြောင့်ကားပေါက်သွားတာပေါ့ဗျာဆိုတော့ကြားထဲမှာဘာကိစ္စတွေဖြစ်နေလဲဆိုတာပြည်သက်တွေကသိကျင်တယ်သူရဲ့ကောင်မလေးကမပြောပြဘူး ။ဒါကြောင့်မလို့သူရေကောင်မလေးစီမှာပြဿနာတွေကတည်ရပြီးရဲ့မိကိုထုတ်နေကြရပြီဖြစ်ပါတယ်။သူရေကောင်မလေးကနော်ကျေရှင်းလိုက်ရင်ဘာဖြစ်သွားမှာမို့လို့လေအခုလိုသိသိနေတာကသူ့ကိုတတ်ခဲ့တာဝန်ခံနေရလားဆိုပြီးတော့ပြောဆိုနေကြရလိမ့်ဖြစ်ပါရဲ့ဗျာ